။အော်တော်ဗာဘီကိုတာသမီးဝိုင်းပြီးတော့အခုလိုပေါ့နော်ជីကျူးကြတော့လေမိဘတယောက်နေနဲ့ဝမ်းတာလားပေါ့။ငယ်မိနေတော့လာတော့ငယ်ခံကျိုးတော့ကျူးသားခဲ့တယ်။ကျန်နေတယ်ဒီမြာကယူဆိုင်ပိုင်ဆောင်ဝဲဖြစ်ရဲ့တခြားလုံးမှာလေအဲအမြဲတမ်းအမြဲရှူကြနေရောတကူးဆိုအမြဲတမ်းဟိုဟာဖျားနာနေရများနေရောတော်တော်များများကျမကြီးနဲ့ပတ်သက်ပြီးတော့တော်တော်ကယူဆိုင်ပါဘူးငငယ်လေးတည်းကလိန်ပါပါတယ်ဟိုဘာဖြစ်လို့လဲဆိုတော့ အဖြစ်ရအရှိရအမမကြားလဲကြားခုမှာပါတားလေးရမတမ်းမစွမ်းဆိုတော့အမအဲ့ကလေးကိုပဲနည်းနည်းဂယုဆိုက်ရတာများတဲ့ခါကျတော့သူ့ကိုကြတော့စကားလေးနဲ့ပဲအပြောလေးနဲ့ပဲဆုံးမတာလို့ဆိုတော့အမငငယ်လေးတွေကတိတ်ပြီးပြောရတဲ့အထက်မပါဘူးဖေးတူလို့ဖေးတူလို့ဩကျွန်တော်ဘဝဘောပေါ့နော်ဘာလို့တော့ဒီတယောက်ရှိတော့တာဟုတ်ဘာဖြစ်လို့ဘယ်လိုပြောကျွန်တော်ဘဝကြီးတစ်ခုလို့ဖြစ်နေတာပေါ့သူတို့တွေကတော့ဒါပေမဲ့အတန်လေးတက်တက်ကြားတာနဲ့ ငါနဲ့နေနေတွေ့မယ်ဆိုတာကနေကိုကစထားရတာပေါ့လေအမှန်တော့ခြောက်ထားရတာပေါ့လေနော်ဟိုဘာလို့တာတမီမင်းကလေးဆိုတော့လေဟိုလူပေါ်လေဟိုအထီးကိုက်တိတ်ဟိုကစ်လို့မရဘူးနော်အထီးကိုက်ရှာလွယ်ရအောင်ဂျားပဲကိုပဲဝင်ချင်ရတာပေါ့လေအဲ့လိုတခုခုဟိုဟာပြလို့အပြင်သွားလို့ပြန်လာရင်မေးပြီဟိုကအစာအဆုံးစာဆုံးကြလေဒီကဂါကနာကြတော့မပြေချင်ဘူးလေ အဲ့ဒီအရင်ဘာဖြစ်လဲညာပြီးတော့နေရာလေးလွတ်တော့တော့လွတ်ပြီးပြီအခုမှဘာဖြစ်လဲအဲ့လိုမျိုးတွေပေါ့နော်ဂျားနေပဲဖေးဝင်ရတာပါပဲဟုတ်ကဲ့တမီးနာမည်ကတော့တွင်ဆန်းလာရအောင်အမျိုးသမီးနာမည်ကတော့မညွန့်တန်တာဟောတော်ဘာဖြစ်လဲကိုတားသမီးဝိုင်းပြီးတော့အခုလိုပေါ့နော်ជីကျူးကြတော့လေမိဘတယောက်နေနေဝမ်းတာတာပေါ့နည်းမင်းနဲ့တော့တော့ငယ် ံကျိုးတော့ကျူးစားခဲ့တယ်။ကျန်နိုင်တယ်ဒီမြာဂရုစိုက်ပိုင်ဆောင်ဝဲဖြစ်ရဲ့တခြားလုံးမှာလေအဲအမြဲတမ်းအမြဲရှူကြနေရောတကူးကူးဆိုအမြဲတမ်းဟိုဟာဖျားနာနေရများနေရောတော်တော်များများကျမကြီးနဲ့ပတ်သက်ပြီးတော့တော်တော်ဂရုစိုက်ပါသူကအစားတောက်အစာရင်နာတာများတယ်နောက်ပင်မန်းနာများလို့ရှိရင်လည်းဖြစ်တာဟုတ်အဲ့ဒါလေအဲမိဘတိုင်းကတော့သားသမီးကိုအကောင်းဆုံးပဲဖြစ်စေခြင်းနဲ့ဒါပေမဲ့သူ့ရဲ့ဂျီမန်ဂျန်နဲ့သူဖြစ်ချင်တာနဲ့ ိုနဲ့တစ်ထက်တည်းချက်ချင်မှကြမှာလေဒါကြောင့်မို့လို့သူရဲ့ဖြစ်ချင်တာကိုပဲပတ်မိုးပေးသွားမယ်အမ်ခရူးဆက်ရလဲဆိုသူကငငယ်လေးတည်းလိန်မှာပါတယ်ဟိုဘာဖြစ်လို့လဲဆိုတော့အထည်အရှိအအမမကြားလဲကြားခုမှာပါတားလေးကမတန်မစွမ်းဆိုတော့အမအဲ့ကလေးကိုပဲနည်းနည်းခရူးဆက်ရတာများတဲ့ခါကျတော့သူ့ကိုကြတော့စကားလေးနဲ့ပဲအပြောလေးနဲ့ပဲဆုံးမတာလို့ဆိုတော့အမငငယ်လေးတည်းကတိတ်ပြီးပြောရတဲ့အထက်မပါဘူးဖေးတူလို့ဖေးတူလို့ ။အော်ကျွန်တော်ဘဝပေါ့ဗောနော်။ဘာဖြစ်လို့ဒီတရားရှိတော့တာဟုတ်။ဘာဖြစ်ဖြစ်ဟိုဘယ်လိုပြောကျွန်တော်ဘဝအကြီးတစ်ခုလို့ဖြစ်နေတာဗောသူတို့တွေကတော့။အခုကဟွာဗောနော်။ဘယ်လိုရမလဲ။ဆာမွေးလည်းဖြီးတာပြီးသွားပြီဆိုတော့ဆာမွေး reserve ပဲစောင့်ပြီးတော့ပဲပြန်ပြီးတော့နောက်မလုပ်လဲဆိုတာတိမှာ။ဒါပေမဲ့ဖြီးပြီးသွားပြီဗောနော်ဆာမွေး။ဒီချင်တော့ဦးတဲ့။ ွက်ကတော့သူ့ကိုအတွက်အရန်စိုးရင်ခဲ့ပြီးပြီဆိုတော့သူ့လက်ကြတော့တိုက်တော့မထားတော့ဘူးဘာလို့ဆိုတော့အရန်ပင်မန်းတယ်လေဟိုသူ့ကြည့်တော့လေဒါပေမဲ့ကိုပြောတဲ့ကိုရဲ့ကိုလှုပ်ဆောင်မှုပုံမှာ तू ကအများတန်းလိုက်နာတဲ့အတွက်တော့အမတော့အရန်ကြီးစိုးရင်နေစဲမှာမပအောင်ตัวบ่าวซอมีบ่าวပြောซะก็တော့น้าถองเลยทีนี้บ่าวอสาตอกก็อสาบ่จ๊ะมายีอ่ะอสาနောက်ซုံးปัญญายี နောက်ဆုံးလူမှုရေးရာစာအခုလိုပဲအခုမှားမဲ့စင်အမပြောပြလိုက်တာပေါ့ဒါပေမဲ့အဲ့ဒါကိုသူစင်ညင်တဲ့အတွက်တော့အရင်ဆိုရင်လည်းထမတော့မပါဘူးနားမပေါင်ပြင်းတာပါဟုတ်ကဲ့ဆယ်ဆုံးမှလည်းအမလက်တက်တော့မပါဘူးငါနရင်အုပ်လိုက်တော့မယ်နော်ဆိုအသေးကြောက်တယ်တော်ကြောက်ဒီမြကြီးမြလက်မြန်ရှိလို့ကြောက်တယ်အပြင်သွားကနေအဲအရှိရအင်ဂျင်အရှိရဖြည့်ရတယ်မှာလေးပါပါအဲတခါသွားပြီးပြန်လာရင်ရှင်းရ အရှင်းရတော်တော်ခက်ကြားပဲကိုပဲဝင်ချင်ရတာဗောလေအဲ့လိုတခုခုဟိုဟာပြလို့အပြင်သွားလို့ပြန်လာရင်မေးပြီဟိုကအစာဆုံးစာဆုံးကြလဲဒီကဂါကနာကြတော့မပြေချင်ဘူးလေအဲ့အိုက်ကြရင်ဘာဖြစ်လဲညာပြီးတော့နေရလဲလွတ်တော့တော့လွတ်ပြီးပြီအခုမှဘာဖြစ်လဲအဲ့လိုမျိုးတွေပေါ့နော်ကြားနေပဲဖေးဝင်ရတာပါပဲတိတ်တော့တိတ်တော့ဒီကျန်ဆောင်နေတိုင်းတော့ကွဲပြီးသွားတာဟောအခုတော့လေဒီလောက်လဲမဟုတ်သေးပါဘူးနော်ဟိုကျွန်တော်တို့ကလည်းအခုဘယ်လိုတွေ့ ဟိုအခုတော့ကိုနဲ့နေနေရတော့လေဘာမှလည်းဘာမှမပပါသေးဘူးဆိုတော့လေဒါပေမဲ့အတန်လေးတက်တက်ကြားတာနဲ့ငါနဲ့နေနေတွေ့မယ်ဆိုတော့အဲ့ဒီကိုကစထားရတာပေါ့လေအမှန်တော့ခြောက်ထားရတာပေါ့လေနော်ဟိုဘာလို့တာတမီမင်းကလေးဆိုတော့လေဟိုလူပေါ်လေဟိုအထီးကိုက်တိတ်ဟိုကစ်လို့မရဘူးလေနော်အထီးကိုက်ရှာလွယ်အောင်တားရောက်ကြလေးဆိုတော့တမျိုးပေါ့တမီမင်းကလေးဆိုတော့စသရရရ ူကတွားတာလာတာကအစပြောသူဆုံးမှတာဘယူဆိုင်ရတော့။အော်အိမ်တော်ဦးကြီးကတော့အခုကျွန်တော်တို့စညာတွေကအခုလက်ရှိကိုဟိုဘယ်လိုပြောလဲအိမ်တော်ဦးကြီးကောင်တယောက်ပီတာစွာနဲ့ပဲရှားပွေးကျွေးမွေးပြောသူဆုံးမှနေရတာပေါ့နော်။ကိုလည်းမဟုတ်တာမလုပ်ဘူးပေါ့နော်။ပြောတဲ့ရမဖြစ်အောင်မနေဘူးပေါ့နော်။အဲ့လိုမျိုးကိုကရှေ့ဆောင်လမ်းပြကောင်းနေမှာနောက်ကလည်းကောင်းပါဦးကိုပြောနေရရှိရင်ကိုယ်ပဲလေးစားရမလဲเนาะအဲ့လိုမျိုးကြောင့်ကိုကလည်းသူများပြန် ပြောစုံမခံအောင်နေရတာပေါ့ကိုကိုကိုထိန်း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 နေရတာပေါ့အဲ့သူ့ဒါမေးကြည့်ပါလားအစစရရအမပဲအကုန်လုံးဥဆောင်ရတာဆိုတော့သူပဲတည်အမအမလွတ်လွတ်လပ်လပ်နဲ့အဲ့လိုပဲသွားတာဟိုလိုအရင်စီကိုင်းနဲ့တော့မနေဘူးကိုလည်းလွတ်လွတ်လပ်ပပပပါပဲမိသားစုလည်းလွတ်လွတ်လပ်ပပပပါပဲတောင်းတောင်းကိစ္စဆိုလို့ရှိရင်လည်းပြောလာတော့အမတော့စကားတော့တားများတယ်အဲအရင်လူတွေပေါ်ပေါ့ဘေးလူနဲ့တော့ကောင်းတယ်အဲမဟုတ်အဲ့လိုသူတို့ပေါ်နည်းနည်းလေး အဖြစ်ကလေးနည်းနည်းဆိုရင်လည်းကျမအမအမကိုပြောတာပေါ့နော်အဲ့လိုအဲ့လိုထဲမှာပါတယ်ဒါပေမဲ့သူတို့ကလည်းသိရမှနားဘူးတဲ့ထဲမှာမခံနိုင်တဲ့လူတွေဆိုတော့နောက်ပိုင်းကျတော့ရင်ရင်သွားတော့အမအရန်မပြောပြောစရာမလိုတော့32နှစ်ဟုတ်ကဲ့ပေးသက်ကြီးခင်ဗျာအခုလိုမိသားစု live ပေးသက်ကြီးအင်တာဗျူးဖြည့်ပြရတဲ့အတွက်ပေးသက်ကြီးကျေနပ်ပါပါဆက်လက်လည်းအားပေးပါအောင်ကျွန်တော်လည်းကြိုးစားပါအောင်